မင်္ဂလာပါခင်ဗျာ11ရက်တိုင်း April 16ရက်နေ့မဟာတကြံအတက်နေမနခင်သတင်းစီစဉ်တိုင်းထုတ်လွှင့်မှုကနေပြသလိုက်ပါရစေဒီကနေ့မှာတက်ဆက်ပေးသွားမယ့်သတင်းတွေကတော့မြန်မာနိုင်ငံငလျင်ဘေးတွယ် ASEAN AHA ဆန္ဒကနေလှူဒန်းတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေရောက်ရှိတယ်ဆိုတဲ့သတင်း Trucker C ရဲ့3,200ကျွန်တဲ့ညီမျှတဲ့ငလျင်ပစ္စည်းတွေကိုဖယ်ရှားရှင်းလင်းရမယ်လို့ UNDP ထုတ်ပြန်တဲ့ဆိုတဲ့သတင်းငလျင်ဘေးမှာကူညီခဲ့တဲ့ Philippines ငလင်ဘေးမှာကူညီခဲ့တဲ့ဖိလစ်ပိုင်နိုင်ငံမှာအရေးပေါ်ရှာဖွေကိစ္စရေးအဖွဲ့တွေလုပ်ငန်းတော်ဝင်ပြီးတဲ့အတွက်ပြန်လည်ထွက်ခွာရဆိုတဲ့တဲ့ငလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့စင်တီဂျီလွေးစစ်ကဧပြီလ22ရက်နေ့မှာစေရီတောက်ဧကအလုံးကိုရေဖြန့်ဝေပေးနိုင်တော့မယ်လို့ဆိုတဲ့တဲ့မိုးကြိုကလာအတွင်းလေပြင်းတက်ခတ်ခြင်းမိုးကြိုပစ်ခြင်းလျက်စီးလက်ခြင်းမူးသီးကျေခြင်းနဲ့နေရာကွက်ကြားမိုးထစ်ချုံရွာခြင်းစတဲ့မူလဝတ္ထဖြစ်စဉ်တွေဖြစ်ပွားနိုင်ကြောင်းမိုးစလာတတိပေးရဆိုတဲ့တဲ့အစသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ ်မြန်မာနိုင်ငံငလျင်ဘေးအတွက်အာဆီယံအရှေ့စံနာကနေလှူဒါန်းတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေရောက်ရှိတယ်ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။မြန်မာနိုင်ငံငလျင်ဘေးအတွက်အာဆီယံအရှေ့စံနာကနေလှူဒါန်းတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေဧပြီလ13ရက်နေ့ကရောက်ရှိလာကြောင်းသိရပါဗျ။အဆိုပါအာဆီယံ AHA စံနာကနေလှူဒန်းတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပစ္စည်းတွေနဲ့လူသုံးကုန်ပစ္စည်းတွေစုစုပေါင်းပစ္စည်းတန်ချိန်9300 31ကီလိုဂရမ်ကိုဖိလစ်ပိုင်နိုင်ငံမှာ C130 လေယာဉ်20နဲ့တင်ဆောင်ပြီးဧပြီလ13ရက်နေ့မနက်ပိုင်းမှာ၎င်းကုန်ကျင်14697ကီလိုဂရမ်ကို MAN လေကြောင်းလိုင်းနဲ့မလေးရှားနိုင်ငံမှာတင်ဆောင်ပြီးဧပြီလ13ရက်နေ့မိုးလယ်ပိုင်းမှာ၎င်းနေပြည်တော်မှာရှိတဲ့တက်မတော်လေဆိပ်ကိုအတိအကျရောက်ရှိခဲ့ကြောင်းသိရပါတယ်။အဲ့လိုပေးဖို့လူတိုင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေကို အမျိုးသားတဘာဝဘေးရနဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုစားတောင်းရှိသူတွေကလက်ခံရယူခဲ့ကြောင်းသိရပါတယ်။နိုင်ငံတော်ဆိုရအနေနဲ့ငလင်းဒန်တင်ဒေသတွေမှာရှိတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုအလင်းမြန်စုံစမ်းစစ်ဆေးပြီးအချိန်နဲ့တပြေးညီကူညီခဲ့တဲ့လုပ်ငန်းတွေကိုစောင့်လျက်ရှိတဲ့ပြင်နိုင်ငံတကာမှလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးလျက်ရှိရာတက်ဆိုင်ရာနိုင်ငံတွေအလိုက်ကဲစေးအဖွဲ့တွေဆရာဝန်တွေတူနာပြုစည်းအဖွဲ့တွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေစေဘော်တွေကမြန်မာနိုင်ငံကိုနေရအလိုက်ရောက်ရှိလျက်ရှိကြောင်းလည်းနာဆကတရင်ထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံငလင်းဘေးမှာကူညီပေးခဲ့တဲ့ Flyby နိုင်ငံမှာအရေးပေါ်ရှာဖွေကိစ္စရေးဖွဲ့ရီလုပ်ငန်းတောင်ပြည်တဲ့အတွက်ပြန်လည်ထွက်ခွာရဲဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။မြန်မာနိုင်ငံငလင်းဘေးမှာကူညီခဲ့တဲ့ Flyby နိုင်ငံမှာအရေးပေါ်ရှာဖွေကိစ္စရေးအဖွဲ့ရီဟာလုပ်ငန်းတောင်ပြည်တဲ့အတွက်ဧပြီလ13ရက်နေ့ကပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရပါဗျာ။မနက်ကမှလောက်ကခဲ့တဲ့အင်အားပြင်းငလင်းကြောင်းနေပြည်တော်မန္တလေးစကိုင်းအစရှိတဲ့ဒေသတွေမှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးအပျက်စီးပိုင်းဆရာတွေဟာတန်ချိန်1.5ဒသမ5ဒသမ5ရှိကြောင်း ထရဂါစီရဲ့3,250,000နဲ့ညီမြကြောင့် UNDP ကထုတ်ပြန်ပါတယ်။ UNDP အနေနဲ့ဒေသခံတွေအတွက်ကြီးမားတဲ့ပစ္စည်းတွေကိုဖိရှားရှင်းနေမှုနဲ့ပြည်내ထူထောင်ရေးအတွက်အရေးတကြီးလှုပ်ဆောင်ပေးဖို့လိုအပ်နေတယ်လို့လည်းဆိုပါတယ်။ရှေ့လဲလာတဲ့ပြည်내ထူထောင်ရေးလမ်းကိုကျွန်တော်တို့လှုပ်ဆောင်တဲ့အခါမှာအခြေခံစောင့်တွေကိုပြန်ပြီးတည်ဆောက်ဖို့အတမိုးဝန်းကျောင်းလုပ်ငန်းတွေပြန်ပြီးထူထောင်ဖို့နဲ့ထိခိုက်ကြသူတွေရဲ့ လက်ရှိလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အစားရှိတဲ့အရာတွေအားလုံးကိုပေါက်ဆက်ပါဝင်အောင်ကြိုးစားဖို့လိုအပ်လာပါတယ်နိုင်ငံတကာရဲ့အာရုံစိုက်မှုနဲ့ရေရှည်ကန်မြဲတဲ့ဂရီကုတ်တွေကလည်းမြန်မာပြည်သူတွေအခုလိုတဘာဝဘေးရနေတဲ့ကြုံရပြီးဆုံးရှုံးညံ့တာမှုတွေရင်ဆိုင်နေရတဲ့အချိန်မှာပြန်လည်ရည်တည်နိုင်မှုအတွက်အရေးပါလာပါတယ်လို့ UNDP ရဲ့မြန်မာဌာနကိုယ်စားလှယ်ကသူ့ရဲ့စကမ်းခီးသွမ်းမှတ်တမ်းဘလော့မှာပြောကြားထားပါတယ်။နှစ်ပေါင်းတရာကျော်အတွင်းပြင်းထန်ဆုံးငလျင်ဖြစ်တဲ့မက်ရှလာ26ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် တိတ်ဆုံးသူ3000ကျော်ရှိလာပြီဖြစ်ပါတယ်။ဒါအပြင်နောက်ဆက်တွဲငလင်တွေလှုပ်ခတ်မှုကြောင့်ငလင်တန်တဲ့ဒေသတွေမှာနေထိုင်သူတွေဟာအဆောက်အုံတွေမှာနေထိုင်ခြင်းမပြုဘဲညပိုင်းလမ်းပေါ်မှာထွက်ရခြင်းတွေရှိနေပါတယ်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံငလင်ဘေးမှာကူညီပေးခဲ့တဲ့ဖိလစ်ပိုင်နိုင်ငံမှာအရေးပေါ်ရှောက်ဖွေကိစ္စရေးဖွဲ့ရီလုပ်ငန်းတောင်ပြည်တဲ့အတွက်ပြန်လည်ထွက်ခေါ်ရဆိုတဲ့တဲ့ကိုတက်ဆက်ပေးပါမယ်။မြန်မာနိုင်ငံငလင်ဘေးမှာကူညီခဲ့တဲ့ဖိလစ်ပိုင်နိုင်ငံမှာ အရေးပေါ်ရှာဖွေကိစ္စရေးအဖွဲ့တွေဟာလုပ်ငန်းတောင်းပြီးတဲ့အတွက်ဧပြီလ13ရက်နေ့ကပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရပါဗျာ။မြန်မာနိုင်ငံကိုရောက်ရှိနေကြတဲ့ဖိလစ်ပိုင်နိုင်ငံမှာအရေးပေါ်ရှာဖွေကိစ္စရေးအဖွဲ့တွေဟာ၎င်းတို့ရဲ့လုပ်ငန်းတောင်းတွေပြီးဆုံးတဲ့အတွက်ဖိလစ်ပိုင်နိုင်ငံမှာ C130 လေယာဉ်မျိုးစားလေယာဉ်20နဲ့နေပြည်တော်မှာရှိတဲ့တပ်မတော်တွေစီကနေတဆင်ဖိလစ်ပိုင်နိုင်ငံကိုပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။အဖွဲ့ဝင်89ပါဝင်တဲ့ဖိလစ်ပိုင်နိုင်ငံမှာအရေးပေါ်ရှာဖွေကိစ္စရေးအဖွဲ့တွေဟာမြန်မာနိုင်ငံကိုဧပြီလ1ရက်နေ့ကရောက်ရှိခဲ့ပြီးရှာဖွေကိစ္စရေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဆိုပါ UN Search and Rescue USAR နဲ့ Emergency Medical Assistance အဖွဲ့တွေဟာနေပြည်တော်ကောင်စီနဲ့မန္တလေးမြို့တော်မှာအရေးပေါ်ကူညီကြေးလုပ်ငန်းတွေနဲ့စေကူတမှုလုပ်ငန်းတွေကိုမြန်မာနိုင်ငံမိသားတပ်ဖွဲ့ဝင်တွေဒေသခံလိုအပ်ပြည်သူတွေတပ်မတော်သားတွေမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်တွင်လည်းငလျင်တန်ရောက်ထိခိုက်ပျက်စီးခဲ့တဲ့စင်သေးရေလွှဲ၁၀ကနေဧဘောလာ၂၂ရက်နေ့မှာစေရီတောက်ဧကအားလုံးစီကိုရေဖြန့်ဝေပေးနိုင်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်နိုင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့စင်တေရေလွဲဆယ်ကနေဧဘလာ22ရက်နေ့မှာဆယ်ရီတောက်ဧကရီအားလုံးကိုရေဖြတ်ဝယ်ပေးနိုင်တော့မှဖြစ်တယ်လို့သိရပါတယ်။ဧဘလာ28ရက်နေ့မှာမန္တလေးငလင်ကြီးလှုပ်ခတ်မှုကြောင့်နေပြည်တော်ကောင်စီနေမြေတက္ကုံမြို့နယ်တဟကုန်းကျွာနီမှာရှိတဲ့စင်တေရေလွဲဆယ်ထိခိုက်ပျက်စီးမှုတွေနဲ့ပြန်လည်ပြည့်မနေမှုအခြေအနေတွေကိုဧဘလာ14ရက်နေ့ကအမျိုးသားတဘောဝဘေးရနယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယပို့ချုပ်မှုကြီးစိုးဝင်းက ပြည်သူဝင်ကြီးတွေနေပြည်တော်ကောင်စီဥက္ကဋ္ဌနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှုနယ်တောင်ချင်းသူတွေနဲ့အတူတွားရောက်ကြည့်ရှုဆက်ဆီခဲ့ပါတယ်။မန္တလေးငလျင်ကြီးကျောင်းစင်တီဂျီလက်ဆယ်ရဲ့ရေပင်းမြောင်းမကြီးတက်ရှောင်းတဲ့မြောင်းလက်တန်ရဲ့ကြောင်းနေရံတွေပြိုကျပျက်စီးမှုတွေရှိခဲ့ပြီးဆင်မြောင်းနဲ့ရေတုံးချမှုစီမံခန့်ခွဲဥတီဌာနကတာဝန်ယူပြုပြင်မုံမုံညင်တွေဆောင်ရွက်ခဲ့တာဧပြီလ၈ရက်နေ့ကစတင်ပြီးစေရီတွေပြန်လည်ပြေးဝင်နိုင်ခဲ့ကြောင်းနောက်ဆက်တွင်ငလျင်ကြီးကျောင်းဧပြီလ၁၂ရက်နေ့မနက်၃နာရီမှာစင်တီဂျီလက်ဆယ်ကြောင်းနေရံအောက်မှာထူပေါက်ဖြစ်ပေါ်ခဲ့ပြီးရေထိန်းနိုင်မှုမရှိဘဲ ရေလွှဲဆင်မှရေရီစင်တီချောင်းအတွင်းကိုစီးဆင်းသွားခဲ့ရာလူစားပွားနဲ့တခြားတိနံစာရီက1848ဧကကိုရေပေးဝေးနိုင်မှုခေတ္တရပ်တန့်ခဲ့ရာကြောင်းထူပေါက်ဖြစ်တဲ့နေရာရဲ့အထက်ဘက်မြေသားနဲ့ပိတ်ဆို့နိုင်ရင်စီမံပြီးယာယီမြေသားတက်မှန်လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်အိနော်နဆကဒုတိယခလာနဲ့အဖွဲ့ဝင်တွေဟာမတ်လ28ရက်နေ့နဲ့ဧပြီလ10ရက်နေ့ကငလင်တန်ကြောင်းသူဘက်ကနေတဆင်ဂျီလက်ဆယ်အတွင်းရေတွေလေလွင့်ဆုံးချုံခဲ့တဲ့အခြေအနေတွေယာယီပြုတ်ပြင်နေမှုစေရီတောက်လူတွေကိုလဝဲလက်ရမြောင်းနေမှာ ရည်ရည်မြန်ဆုံးပေးဝင်နိုင်ရေးဆိုင်ရင်းရတွေနဲ့စောင်းနေမှုအခြေအနေတွေကိုကြည့်ရှုခဲ့ပြီးလောဒါတွေကိုမှာကြားခဲ့ကြောင်းသိရပါတယ်။အဆိုပါစင်တီရည်လေးဆယ်ဟာစင်တီချောင်းပေါ်မှာတိစောက်ထားပြီးရည်စင်း area 80 square mile အကျယ်ပေး930တမန်အမြင့်20ရှိတဲ့တန်ကူကွန်ကရစ်အမျိုးအစားရည်လေးဆယ်ဖြစ်ပြီးစင်တီချောင်းမှာတဆင့်လက်ရတူးမြောင်းကိုတိုက်ရိုက်ရည်သွင်းနိုင်ရင်းနဲ့လဝဲတူးမြောင်းတို့ရည်စုဆောင်လျက်အမြန်ဆုံးရည်တင်ပို့နိုင်ရေးစောင်းလျက်ရှိရာလက်ရတူးမြောင်းမှာဧပြီလ18ရက်နေ့မှာ၎င်းလဝဲတူးမြောင်းမှာဧပြီလ22ရက်နေ့မှာ၎င်း ဇေယျတော့ဧကရီအားလုံးကိုရေဖြန့်ဝေပေးနိုင်တော့မှာဖြစ်တယ်လို့သိရပါဗျ။စင်တီဂျီ60အထက်မှာရှိတဲ့စင်တီဂျီလောင်တမန်မှာတက်ကုန်းမြို့မဲဆလီချင်းကျွော်မှာရှိတဲ့ရေစင်းဧရိယာ380စတူရမှာတမန်လေယာ1350ပြီးတမန်မြင့်100ခုပြီးရှိပြီးမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်အနည်းငယ်သာထိခတ်ခဲ့ပြီးဘူမိယူပပေရာတိုင်တာစနေနဲ့မျက်မြင်စစ်ဆေးချက်တွေအရတမန်ရဲ့ကြက်ခတ်မှုကထိခတ်ခဲ့ခြင်းမရှိကြောင်းနဲ့စင်တီဂျီလောင်တမန်ရဲ့အခြေအနေဟာစိုးဝင်ဝေမရှိကြောင်းသိရပါဗျ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ မိုးကြိုကာလအတွင်းလေပြင်းတက်ခတ်ခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတိကျခြင်းနဲ့နေရာကကြားမိုးထစ်ကြုံရွာခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပွားနိုင်ကြောင်းမူစလာသတိပေးရဆိုတဲ့တင်ကိုထည့်ဆက်ပေးပါမယ်။မိုးကြိုကာလဖြစ်တဲ့ဧပြီလလေကနေမြန်မာနိုင်ငံကိုအနောက်တောင်မုတ်တုံလေမဝင်ရောက်မီကာလအတွင်းလေပြင်းတက်ခတ်ခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတိကျခြင်းနဲ့နေရာကကြားမိုးထစ်ကြုံရွာခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလပေတာညွှန်ကြားမှုဦးစီးဌာနကတတိပေးထားပါရယ်မြန်မာနိုင်ငံရဲ့ရည်ရွယ်မှာမိုးကြိုကာလဖြစ်တဲ့ဧပြီလလယ်ကနေမြန်မာနိုင်ငံကိုအနောက်တောင်ဘက်တုံလီမဝင်ရောက်မီကာလအတွင်းလေထုမငင်သက်မှုတွေကြောင့်၎င်းနေ့အပူချိန်တွေတပြေပြေမြင့်တက်လာရကနေအပူပြန့်တဲ့တိမ်တွေဖြစ်ထွန်းပြီးမိုးလေပိုင်းနဲ့ညနေပိုင်းအချိန်တို့မှာမိုးဒိတ်တောင်တွေဖြစ်ထွန်းခြင်းကြောင့်၎င်း ၊လေပြင်းတက်ခတ်ခြင်း၊လေပြင်းနဲ့အတူထစ်ချုံခြင်း၊မူးကျုပ်ပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မူးတိကျွေခြင်းနဲ့နေရာကွက်ကြားမူးထစ်ချုံရွာခြင်းစတဲ့မူးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ကြောင်းမူဇလကသတိပေးထားပါရယ်။ဒါ့အပြင်လေပြင်းတက်ခတ်စဉ်ရေပင်မြေပြင်လေဟာတနအီကိုမိုင်40ကနေမိုင်50အထိတက်ခတ်နိုင်ကြောင်းလည်းသတိပေးထားပါရယ်။ဒါကြောင့်မူးကျုပ်ကာလရဲ့မူးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသတိပြုနေထိုင်ကြဖို့နဲ့ပြည်ရင်းလေကြောင်းပြန်တမ်းရေးနဲ့ရေကြောင်းခီးစဉ်တွေအနေနဲ့လည်းကြိုတင်သတိပြုနေထိုင်မှုအတွက်မူးလေဝသနဲ့ဇလပိတာညောင်ဦးသေဌာနကသတိပေးနှိုးဆော်ထားပါရယ်။ 11ရုပ်တန်ရဲ့ April 16ရက်နေ့မဟာတကြံတက်နေမနက်ခင်းသတင်းစီစဉ်ကိုတိုက်ထွန်းနဲ့တက်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ